မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွဆင်ခြင်ဖို့ မိကွန်းတစ်ခုမေးချင်ပါတယ်ဖျားသခင်ဟာဘယ်နေရာမှာကျင်းဝတ်နေထိုင်တယ်လဲတချို့ကကောင်းကင်ဘုံမှာလို့ဖြေပါလိမ့်မယ်မှန်ပါတယ်တချို့ကတောင်ပေါ်ပင်လယ်နားလို့တဘာဝတရားထဲမှာကိုရောရဲ့တည်ရှိခြင်းကိုခံစားရတယ်လို့ပြောပါလိမ့်ဒါလည်းဟုတ်ပါကျွန်တော်တို့အများစုကတော့ကိုရောနဲ့တွေ့ဆုံဖို့ကိုရောရဲ့တည်ရှိခြင်းကိုတွေ့ကြုံခံစားဖို့အသင်းတော်ကိုလာကြတယ်ဒါပေမဲ့ဒီနေ့တမာချန်းစာကကျွန်တော်တို့ကိုပေးတဲ့အဖြေကပိုပြီးအံ့ဩဖို့ကောင်းတယ်လို့ကျွန်တော်တို့ရဲ့အသက်တာကို လုံးလုံးပြောင်းလဲစေနိုင်တဲ့အဖြစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ဘုရားသခင်ဟာအသင်းတော်အဆောက်အဦးထဲမှာဓမ္မမဟုတ်တဘာဝတရားထဲမှာပဲရှိတာမဟုတ်ပဲခရစ်တော်သည်တင်တို့၌ရှိတော်မူ၏။ကိုရောရဲ့ဝိညာဉ်တော်ဟာ တင်နဲ့ကျွန်တော်ရဲ့အထဲမှာအသက်ရှင်နေတယ်ဆိုတဲ့အမှန်တရားပါပဲဒီနေ့ကျွန်တော်တို့လေ့လာမယ့်ခေါင်းစဉ်ကတော့တင်သည်တန်ရှင်းသောဝိညာဉ်တော်ဤဗိမာန်တော်ဖြစ်သည်ဆိုတာပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုကျွန်တော်တို့အဓိကဆင်ခြင်သွားခြင်းပါတယ် ပထမအချက်ကတင်ဤပင်ကိုလက္ခဏာအသည့်ပန်ရှင်သောနေရာဆိုတဲ့အကြောင်းဖြစ်ပါတယ်။တမန်ကျမ်းစာကသခင်ခရစ်တော်ဟာတင့်အထဲမှာရှိတယ်လို့ပြောယုံတယ်မကဘူး။ရှင်ဘောလူကပို့ပြီးတိကျတဲ့စကလုံးကိုသုံးပါတယ်။တင်သည်ဗိမာန်တော်ဖြစ်ဗိမာန်တော်ဆိုတဲ့စကလုံးကိုဘာကြောင့်သုံးရတာလဲ။ဓမ္မဟောင်းခေတ်မှာဗိမာန်တော်ဆိုတာအထူးသီးသန့်နေရာတစ်ခုပါ။အဲ့ဒီဗိမာန်တော်ကိုဘလို့တီဆောက်ရမယ်ဘလို့ပြင်ဆင်ရမယ်ဆိုတာကိုဖျားသခင်ကိုယ်တိုင်တိကျတဲ့ ဲ့ညွန်ကြားချက်တွေပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒါဟာဖယားသခင်ကမိမိကိုယ်ကိုထင်ရှားပြတဲ့နေရာဖယားသခင်ရဲ့ဝိညာဉ်တော်ကျင်းဝတ်တဲ့နေရာတန်ရှင်းသောနေရာဖြစ်လို့ပါပဲ။တမန်ကျမ်းစာကသင်သည်ဗိမ္မာန်တော်ဖြစ်တယ်လို့ပြောလိုက်တဲ့အခါဖယားသခင်ဟာတင့်အထဲမှာနေတယ်ဆိုတာထက်ပိုလေးနက်တဲ့အတိတ်ပဲရှိသွားပြီ။ ဘုရားသခင်ကတင့်ကိုတင်ကိုယ်တိုင်ဟာတန်ရှင်းသောနေရာတစ်ခုဖြစ်တယ်လို့ပြောနေတာပါဒါဟာဘလောက်အံ့ဩဖို့ကောင်းတဲ့အမှန်တရားလဲဒါပေမဲ့ကျွန်တော်တို့အများစုကဒီအမှန်တရားကိုအလေးမထားပဲနေမိကြကိုဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကိုတခါတလေမတွေးမိတော့ဘူးနေစဉ်အသက်တာရဲ့အလုတ်တွေရှုံနေတာနဲ့ပဲဘုရားသခင်ဟာကိုယ့်အထဲမှာတကယ်ပဲရှိနေတယ်ဆိုတာကိုမေ့နေတတ်တယ်ကျွန်တော်တို့ဒါကိုနေ့တိုင်းစင်ချင်းတွေးတောဖို့လိုပါတယ်ဒီအ မန်တရားကိုစုတောင်းခြင်းနဲ့အတွေးတော်ဆင်ခြင်ခြင်းကသင်မိမိကိုယ်ကိုမြင်တဲ့အမြင်သင်အသက်တာအတွက်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုမြင်တဲ့အမြင်လုံးလုံးပြောင်းလဲစေပါလိမ့်မယ်ဒုတိယချက်ကတော့သင်ရဲ့တာဝန်အသစ်ဗိမာန်တော်ကိုလေးစားခြင်းဖြစ်ပါတယ် ကျွန်တော်တို့ဟာဗိမာန်တော်ဖြစ်သည်ဆိုတာကိုသိပြီဆိုရင်ဒါဆိုဘာလို့ရမလဲဆိုရက်မေခွန်းလာပါပြီဓမ္မဟောင်းမှာဘုရားသခင်ကသူ့ဗိမာန်တော်ကိုဘလို့ဆက်ဆံရမယ်ဆိုရက်တိကျတဲ့စီးမြင်တွေပေးခဲ့တယ် ဒီနေ့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တဲ့မိမိကိုယ်ကိုယ်လေးစားဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ရဲ့အတိတ်ကကြမ်းချက်ရှင်ဘောလုပြောခဲ့တဲ့ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး6အငယ်16ကနေ20ကိုကြည့်ရသည်ကိုခန္ဓာသည်ဘုရားသခင်ထာမတင်တို့ရရှိသောတင်တို့၌ရှိတော်မူသောတန်ရှင်သောဝိညာဉ်တော်ဤဗိမာန်တော်ဖြစ်ကြောင်းကိုမသိကြသလိုရှင်ဘောလုက ခမားတို့ဒါကိုမတိကြဘူးလားလို့အံ့ဩတကြီးမင်းနေတာပါဆက်ပြီးသူဘာပြောလဲတင်တို့ဒီမိမိတို့ အဖို့မဟုတ်တင်တို့ဒီအဖို့အခါနဲ့ဝယ်ထားသောသူ ဖြစ်ကြ၏ဒါကအတိက အချက်ပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့အသက်တာဟာကိုယ့်အတွက်မဟုတ်တော့ဘူးကျွန်တော်တို့ဟာအဖို့အခါနဲ့ဝယ်ထားခံရတာအဲ့ဒီအဖို့အခါကတော့သခင်ယေရှုခရစ်တော်ရဲ့တွေးတော်ပါဒါကြောင့်တော့ဆုံးမဘာလို့ရမလဲ ထို့ကြောင့်သင်တို့ဤကိုခန္ဓာဖြင့်ဘုရားသခင်ကိုဂုံပြုကြလောဘလို့ဂုံပြုရမှာလဲကိုကိုကိုဗိမာန်တော်အဖြစ်သိရှိခြင်းကကျွန်တော်တို့ဘယ်နေရာကိုသွားတယ်လဲဘာကိုစားတယ်လဲဘာကိုကြည့်တယ်လဲဘာကိုနားထောင်တယ်လဲဆိုရာတွေကိုတတိထားစီဖို့တွန်းအားပေးပါလေကျွန်တော်တို့ရဲ့မျက်စိနားပါးစပ်လက်ချေဒါတွေအလုံးဟာဘုရားသခင်ကျင်းဝတ်တော်မူတဲ့ဗိမာန်တော်ရဲ့အစိတ်အပိုင်းတွေပါ ဒီနေ့သင်ကြည့်နေတဲ့အရာတွေသင်နားထောင်နေတဲ့တခြင်းတွေသင်ပြောနေတဲ့စကားတွေကသင်အထဲမှာရှိနေတဲ့ဖျားသခင်ကိုဂုံပြုတ်နေသလားဒါမှမဟုတ်စော်ကားနေသလားနံပါတ်3ချက်ကတော့သင်ဤရည်ရွယ်ချက်အစ်စ်ဖျားသခင်ဤဘုံတော်ကိုထင်ရှားစီလောနောက်ဆုံးအချက်ဖြစ်တဲ့ဗိမာန်တော်ကိုတန့်ရှင်းအောင်ထားယုံတင်မဟုတ်ပါဘူးဗိမာန်တော်ရဲ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းဖို့ပါရည်ရွယ်ချက်ကပါလေ ုံခင်ရှားစီရန်ဆိုတာပါပဲလူတွေကတင့်ကိုကြည့်လိုက်တဲ့အခါမှာတင့်ရဲ့လှုပ်ဆောင်မှုတင့်ရဲ့စကားပြောဆိုမှုတင့်ရဲ့တုံ့ပြန်မှုတွေကနေတဆင့်တင့်အထဲမှာကျင်းဝတ်နေတဲ့ဖရာသခင်ရဲ့တီရှိခြင်းကိုတွေ့မြင်သွားဖို့ပါပဲကျွန်တော်တို့ရဲ့အသက်တာဟာရှောက်သွားနေတဲ့ဗိမာန်တော်ဖြစ်ပြီးလောကကြီးကိုဖရာသခင်ရဲ့ဘုန်းတော်ကိုထင်ရှားပြသဖို့ဖြစ်ပါ သင်ဟာအခွန်တက်တက်အသားနဲ့အယိုးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်တစ်ခုပဲမဟုတ်ပါဘူး။သင်ဟာတန်ရှင်သောဝိညာဉ်တော်၏ဗိမ္မာန်တော်တစ်ခုဖြစ်ပါလေ။ ဖယောင်းသခင်ကိုယ်တိုင်သိအထဲမှာအသက်ရှင်နေထိုင်နေပါတယ်ဒီအမှန်တရားကအရာအားလုံးကိုပြောင်းလဲစေပါတယ်သင်ဟာတန့်ရှင်းသောနေရာဖြစ်တဲ့အတွေ့သင်ဟာတန်ဖိုးရှိပါတယ်သင်ဟာအဖို့ခါနဲ့ဝယ်ထားခံရသူဖြစ်တဲ့အတွေ့သင်အသက်တာဟာသင်အတွက်မဟုတ်တော့ပဲသင်ခန္ဓာကိုယ်နဲ့ဖယောင်းသခင်ကိုဂုံပြုရမှာဖြစ်ပါတယ်သင်ရွယ်ချက်က သည့်အထဲကဖျားသခင်ရဲ့တီရှိခြင်းကိုလောကကြီးစီတို့ဘုံတော်ထင်ရှားစေဖို့ထွန်းလင်းတောက်ပစေဖို့ပါပဲဒီအမှန်တရားကိုပေါ့ပေါ့တန်တန်သဘော မထားလိုက်ပါနဲ့ဒီအမှန်တရားကသင့်အမြင်ကိုပြောင်းလဲစေပါစီဒီနေ့တရားစကားကိုကြားနာပြီးတဲ့အခါသင့်အနေနဲ့တုတ်ပြန်ဖို့နီလန်းနှစ်ခုနဲ့ဖိတ်ခေါ်ခြင်းပါလေ ပထမဆုံးအနေနဲ့သင်ဟာယုံကြည်သူတယောက်ဖြစ်ပြီးမိမိကိုယ်ကိုဗိမာန်တော်အတိတ်အဖြစ်မတတ်မှတ်ပဲကိုရောရဲ့ဗိမာန်တော်ကိုမလေးစားပဲနေခဲ့မိတယ်ဆိုရင်ငါခန္ဓာကိုယ်ငါအချိန်ငါပတ်စံငါကြိုက်တာငါလုပ်မယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်နေမိတယ်ဆိုရင်ဒီနေ့နောင်တရဖို့ဖိတ်ခေါ်ခြင်းပါတယ်သင်ဟာသင်အတွက်မဟုတ်ဘူးဆိုတာကိုပြန်သတိရပါဖယောင်းသခင်ကျွန်တော်ဟာအရှင်သောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်း တတိယနိုင်ငံကူညီတော်မူပါဤအခွင့်ထူးကြီးအတွက်စိတ်လှုပ်ရှားပြီးတက်ကြွမှုရှိစီပါကိုရောဤမိမှန်တော်ကိုလေးစားတမှုဖြစ်ဆက်ဆံနိုင်ရန်ကူညီပါလို့ဆုတောင်းနိုင်ပါတယ်ဒုတိယအနေနဲ့ဒီနေရာမှာရှိနေတဲ့မိတ်ဆွေတယောက်ယောက်ကငါ့အแทမှာဘုရားသခင်မရှိသေးဘူးလို့ခံစားရရင်တင့်ကိုဝမ်းမြောက်စရာတည်ငောင်းပေးခြင်းပါတယ် တင့်ကိုအဖို့ခါနဲ့ဝယ်ခဲ့တဲ့သခင်ယေရှုခရစ်တော်ကိုတင့်အသက်တာထဲလက်ခံလိုက်တဲ့အခါကိုရောရဲ့ဝိညာဉ်တော်ဟာတင့်အထဲကိုဝင်ရောက်လာပြီးတင့်ကိုဗိမာန်တော်အစ်စ်တစ်ခုအဖြစ်ပြောင်းလဲပေးပါလိမ့်မယ်အဲ့ဒီဆုံးဖြတ်ချက်ကိုဒီနေ့ချမှတ်ဖို့တင့်ကိုဖိတ်ခေါ်ပါတယ်ဖျားသခင် ကောင်းချီးပေးပါစီ